မိမိရဲ့အကြောင်းကိစ္စအဝါဒင်းထဲမှာအလုပ်ကိစ္စရှိရအမြင်ရမယ်တက်ကြဖို့ဒီပြေဒီမှာဒီနားနီးစားရအကြောင်းတိုက်တယ်မှာလာတက်ကြတာဒီမှာအဲ့မှာတဲပြီးတော့ဒီမှာအကြောင်းတိုက်ကလက်မခံနိုင်တော့လို့ဒီမှာပြည့်နေလို့အဲ့တော့ဒီပြေဒီပြေတက်တဲ့ဂျုံရဲ့ခုနှစ်ကာလအလဲအလူကြီးကိုဒီပြေခုနှစ်ဆယ်နှစ်လောက်ကဒီမှာတင်နေတက်တော့ကောင်းပါပြီဗျာအဲ့တော့အဲဒီနှစ်ကိုဒီပြေ average ပေါ့လေဟိုးဘာမှမရှိရင်ဒီနှစ်ကို300လောက်ပဲထားအောင်200ပဲထားအောင်ဗျာအဲ average ကနှစ်ပေါင်း30ဆို တင်နန်းသား6000လောက်တောင်ရှိနေပြီလို့ပြောတယ်မှန်တယ်မှန်အဲ့တော့တပည့်6000လောက်မှလည်းတို့ငယ်သူကျယ်သူကြီးသူရွယ်သူဆိုလည်းအကုန်ထဲကနေပြီးတော့ဒီနေ့တာနာပြုလောကထဲမှာထင်ရှားနေတဲ့ဆရာတော်တွေရောတော်တော်များများရှိပါတယ်ဗျာရှိပါတယ်အခုတို့တချို့ဆရာတော်တွေဆိုရင်သင်တန်းတွေလည်းတချို့ဒီပိုင်းနဲ့ပူချတယ်ဟုတ်တယ်တို့တော့ပြန်ပြီးတစ်ဖက်ပူချနေဟုတ်တယ်ရှိပါတယ်ဗျာတို့လည်းဟောကြပြောကြပူချကြတာတွေရှိပါတယ်ဟုတ်တယ်ဟုတ်တယ်ဟိုမြည်တစ်ဖက်မြည်တစ်ဖက်တွေတောင်ရတယ်ဗျာတမန်တမန်တမန်ဆိုတော့ဆရာတော်ပြန်ကြီးကဘယ်နှစ်ခုနဲ့မှာ ပြန်လာမှုလားကိုဗစ်နဲ့ပဲနော်ဗျာဟုတ်တယ်ဗျာစီယိုကြောင့်ခြေရောနှစ်ဖက်လုံးပြရတယ်ပြက်လဲရတယ်ပြက်ပြီးတော့အဲ့တော့သူဗျာတော်ပဲပြန်လာမှုတဲ့နေ့ကတော့2021ခုဩ2021ကအဲတတိယပိုင်းပါဗျာဩတတိယလိုင်းတတိယကိုဗစ်တတိယလိုင်းတမတမတမဩဆရာတော်ဘယ်လာတယ်မောင်ဗျာပြောတော့ဘယ်လာလဲဆိုကြပြောခုနလပိုင်းပါဗျာခုနလပိုင်းအင်္ဂလိပ်လို23ရက်နေ့ဟုတ်တယ် ခုနလပိုင်း23နဲ့ဒီရတော့မြန်မာဆိုလို့ရှိရင်ဝါဆိုလာပြည်နေဒီရတော့ဆရာတို့ရဲ့ပြန်တော့မနဲ့ဘာလာကြီးဟုတ်လားဟုတ်ပါတယ်ဗျာမနဲ့ငါလာဝါရင်းကြီးဝါရင်းကြီးပါတမဝါမဆုခင်ပေါ့ဗျာဝါမဆုခင်လေးလေးကပ်ပြီးတော့ကပ်ပြီးတော့ဩတင်မာ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 ဆရာတို့ဖျားကြီးလွန်တော်မူခြင်းအခုနှစ်ပြည့်ပွဲတွေပါကြီးလုံသေးလားဗျာဒီမောင်တပည့်လောက်ပါတယ်ဗျာတပည့်ဆရာတော်ဖျားကြီးလွန်တော်မူခြင်းနဲ့ပတ်သက်ပြီးတော့ဗျာတပည့်တော်မြို့ပေါ်ရှိတန်ဃာတော်တွေကိုအော်တန်ဃာဌာနတပည့်ဆွမ်းလောင်းပါတယ်ဗျာတင်မာ အဲ့တော့ဇာမောလာပြင်းနေသူမွေးနေရောက်တန်းရောက်တန်းအစမပြတ်သူလှူနေကြအဲ့ဒီပြာတီလာရှင်ဝါစီတီလာရှင်ဆရာလေးများဒီပြာဆွမ်းလာညနေနေကင်းပိုင်းကျွာကျောင်းမှာပဲကျောင်းမှာပဲပြင်ပြီးတော့ဒီဆရာလေးတွေတူရမ်းမှာလေပြအဲ့ဒါတို့တော့ကိုဘုညာကြီးရိတ်တာရှိတယ်မေရီလန်းမှာမှာပဲလုပ်ပြီးတော့ဟုတ်တယ်မှန်တယ်မှန်တယ်မှန်အဲ့တော့အခုဆရာတော်ပြောတာဟိုဥပညာတီတီပြောတာဟိုဒီတော့လေးလာတဲ့အခါမှာလွန်တော်မူခြင်းကလည်းလေးနှစ်မြေကျင်းမှာခဲ့လို့ဆရာတော်ပြာကြီးရှိစီရန်တိုင်းသူ့ရဲ့မွေးနေ့ဇာမုံးလာပြီးနေ့မှာ အအမြဲတမ်းဟာဒေသမုန်းဟုတ်တယ်ဗျာဒေသမုန်းလာပြီးနေမှာလှုပ်တယ်ဆိုတော့ခုနဆရာတော်ဖျားကြီးရဲ့ဟိုမွေးနေ့အနေနဲ့လှုပ်တာကြီးဟာဟုတ်မယ်ဆရာတော်ဖျားကြီးလွန်တော်မူတဲ့နောက်ပိုင်းမှာအဲတပည့်တန်ဃာတွေကတော့ဆရာတော်ဖျားကြီးရဲ့အတွက်လာရောက်ပြီးလှူဒါန်းတာတို့ကုသိုလ်ဖြစ်တာတို့ပါဝင်ပူပေါင်းနိုင်လို့ရှိရလားဗျာရှိပါတယ်ဗျာတမဗျာရှိပါတယ်ဗျာတပည့်ဆရာတော်မတွေလည်းသူတို့စုပေါင်းပြီးတော့ဖျားကြီးတို့ဟာဆွမ်းသာစိမ့်နေလောင်းတဲ့အခါဘာသူလာပြီးနေလဲဘာသူလာပြီးနေရတာတပည့်တော်ကတော့ အဲ့ဒါဘာလောင်းတယ်လဲဆိုတန်ဃာတော်တွေမြို့ပေါ်အာယုံစွမ်းပေါ့ဗျာအာယုံစွမ်းမြို့ပေါ်ရှိတန်ဃာတော်တွေဒီရတော့လောင်းပါတူပါတယ်ဗျာအဲ့ဒါတော့အဲသူဟိုမွေးနေ့ဇမောလာပြည်နေကြတော့ခါကျတော့ဒီပြေတို့ကဘာလောက်လဲဆိုလို့ရှိရင်မြို့ပေါ်ရှိသီလရှင်တွေအဲတရားစခန်းမွေးနေ့ကျင်းပါပြီးတော့ခုနှစ်ရက်တရားစခန်းမွေးကျင်းပါပြီးတော့သီလရှင်တွေမြို့ပေါ်ရှိသီလရှင်တွေကိုဆွံ့ဆန်းလေးအဲ့တော့လူတန်းပွဲရာဆက်ပြမလို့ဆက်ပြခဲ့တော့နဝကမ္မတို့မျိုးစုံပြီးတော့လူကြပါတယ် ကျွန်တော်ဖျားကြီးဟာဒီပုံညဝရီဗောဓကိုင်ပုံညဝရီမူအနေနဲ့မြန်မာနိုင်ငံမှာစတင်တီထောင်တယ်လို့ဖြစ်ပြီးတော့မဟုတ်ဖွဲ့ချုပ်ကလည်းအလွန်အားကိုးပြီးတော့ကျွန်တော်ဖျားကြီးကိုတကယ်ကိုဘယ်လိုပြောမလဲဂုံနူးဆောင်နာယကတပားလူအမြဲတမ်းပြင့်ပြီးတော့ဟိုတင်နှန်းနေပြပို့ချခဲ့တာအဲဒါဥအောင်သိန်းတို့လည်းအာကျိုးမှန်တဲ့လုပ်ခဲ့တယ်ကျွန်တော်ဖျားကြီးလွန်တော့လည်းဥအောင်သိန်းတို့လာခဲ့တယ်တပည့်တော်လည်းကျွန်တော်ဖျားကြီးပထမချင်း6ဖြတ်တော့လည်းရောက်တယ် နောက်တစ်ခါဖြတ်တော့လေတွေ့တယ်အကုန်လုံးပြီးတော့အဲဥစ္စာမှာ SSC မှာတွေ့ခဲ့တယ်လို့လွန်တော်မူတဲ့အချိန်မှာတော့ဒီလိုလေမသိလိုက်မရှိအောင်ပေါ့လေကြားလိုက်ရတဲ့အချိန်မှာချက်ချင်းကြီးလို့ရှောက်ပြသွားတယ်ပေါ့အဲ့တော့ဆရာတော်ပြကြီးဟာဒီတာနာအတွက်အရှင်များတို့တာဝန်ပေးခြင်းဓမ္မမဟုတ်အဲဒီဗုဒ္ဓဂုဏ်ရှင် ပုံညောက်ကြီးဓမ္မဂုဏ်ရှင်ပုံညောက်ကြီးတန်ခါဂုဏ်ရှင်ပုံညောက်ကြီးတွေရဲ့ဥဆောင်နာကဆရာတော်ဖျားကြီးရဲ့အဲအဆူအမိတ်နဲ့အလုံးအတွက်တမွရှိရဲ့စကားကြီးဗိုင်းမြန်း ရှင်များတို့မှတ်မှတ်သားသားပြောထားရရှိပါလေဗျာဆရာတော်ဗျာတော့တာနာပြုတဲ့အခါဒဏ်နိုင်ဆုံးလက်လဘကိုမကြည့်ဖို့ဟုတ်တယ်နော်ဒီမှာမိပါလေဗျာနောက်ဒုတိယချက်ကတော့အိတ်တာမစရိယအကင်းနိုင်နေမြကင်းအောင်နေထိုင်ကြဖို့ဒီမှာဒီမှာမိပါလေဗျာနောက်တမကတန်ကတန်ကညှို့ဖို့အတွက်ဘယ်လိုယဟန်တန်ကမျိုးမဆို လီလီစားစားရိုးတည်တည်ဂရုကာတော်ထားပြီးတော့ဆက်ဆံမှုမိတ်ပါလေဗျာဒီတော့မြတ်ပါတော့ဉာဏ်တတ်ပြီးတော့ဟောမနုံသားထဲမှာလည်းပဲဟိုဆရာတော်ဗျာကြီးဩဝါဒပေးတဲ့အတိုင်းအများနဲ့ဆွေးမြတ်ထားပါတယ်တပီတော့အနေနဲ့တော့အဲအရှင်ဗျာတို့ရှိစဉ်လည်းဆရာတော်ကြီးဒီမှာလာတော့ဆရာတော်ကြီးရဲ့မိတ်မစကားကိုဒီနေ့အဲဆရာတော်ဗရဏပညာတိကြီးနဲ့ဆွေးနွေးရင်း အခုပြောပြစရာလေးတခုကတော့ဆရာတော်ဘုရားကဘာပြောလဲဆိုဥက္ကားတဲ့မဟုတ်ဆရာတော်ဘုရားကပါဠိတော်ဘာမှမလွန်ဘူးကွာတဲ့ပါဠိတော်လိုက်သူလို့မင်းလည်းတရားဟောရမယ်ဆိုရင်မဟုတ်ဆရာတော်ဘုရားကြီးမူရင်းကိုအရင်နာတော့အဲ့ဒါနာပြီးမှဟောတယ်ဘယ်တော့မှမမာဘူးတဲ့ဒါတပြီးတော့ဒီကနေ့ထိကျင့်သုံးနေတာပါဆရာတော်ဘုရားကြီးရဲ့စကားငါတရားဟောရမယ်ဆိုရင်လည်းဥက္ကားတဲ့အမြဲတမ်းနဲ့တကူရောအမြဲတမ်းလေ့လာလိုက်တယ်အဲ့တော့ပြီးကမှတော့ဟောတယ်ဖြစ်တယ်လို့မဟောဘူးတဲ့လေ့ကျင့်တာကတပိုင်းဆရာတော်ဘုရားကြီးရဲ့ဘလုံးဇံသွင်းယူပြီးတာတပိုင်း ဲ့မှာကို့မှာညံရှင်းမှာဟောရတာကောင်းတယ်ဆိုတာဒါတပြီတော့တပါးလေးကြားခဲ့တဲ့မိမချက်ကလေးပေါ့ဗျာတမိုးရှိလို့အဲ့လို့ဆိုရင်အခုဆိုရင်ရှင်များတို့ဆရာတော်ဘုရားကြီးမရှိတဲ့နောက်မှာ၄နှစ်တာကာလအခက်ခဲတယ်ဆရာတော်ဘုရားကြီးမရှိရင်းကြောင်ရောဘာတွေခက်ခဲသေးလဲအဲမရှိလို့ပို့ပြီးတော့ဆောင်ရွက်ပိုင်ခွင့်ရောဘာတွေလောက်ထားပြီလဲဗျာဒီတော့တော့အော်ဆရာတော်ဘုရားကြီးရဲ့ဂုံတတိပြောရမှာပါဗျာအဲ့တော့၄နှစ်တာအတွင်းမှာဘုရားကြီးပြောဆိုတင်နန်းအမေက ်ပွင့်ပြစ်တယ်ဗောဗျာပွင့်ပြစ်တော့တန်ခါမရော့ပါဘူးဗျာမှန်ပါဗျာတန်ခါမရော့တဲ့အပြင်ဘုရားတို့ရတော့အာဒီနိုင်ရကတွေနဲ့အဲကျူစာမန်းစာအာထုတ်မှုတွေကြောင့်အဲဆရာတော်ကြီးတွေဒါတော့90ဆရာတော်ကြီးတွေတောင်းပါပဲဒီလိုလာတယ်လာတယ်တမပါဗျာတမနာဘင်းနေရီယာလည်းဗျာမှန်ကမ္မလေးကကမ္မနာတော့ဒီရတော့သူကဟိုသူတို့ကြောင်းတိုင်းတဲ့နေရာဒေသတော့ဒီရောလောက်ကန်ပါဗျာဩလောက်ကန်ကနေရာဒေသဗုဒ္ဓဘာသာနိုင်ငံကြီးအကြလဲသူတို့ရင်းလို့သူတို့ အော်ထွက်ပြရမယ်ဆိုတော့ထွက်လာခဲ့တယ်ကိုရက်ကိုရကြတော့လည်းနေခွင့်အဲမရမဲ့တူတူမထူးအေးပါအေးပါဒီမှာတင်တန်းလက်ဖွဲ့နေတာဆိုပြီးတော့လာကြတယ်ပေါ့ဗျာမနစ်ကမနစ်ကမနစ်ကပေါ့တမဟုတ်ဒီမှာဒီနှစ်ကောဒီနှစ်ကတော့ဘုရားတပည့်တော်ကနည်းနည်းငငယ်ချင်းချင်းနေကြစီးပွားရေးအဲတော့တန်ခါကိုအများကြီးလက်မှတ်ခံရတယ်ဒီပြော200ပေါ့ဗျာတမင်ကိုချလိုက်ရတာတမင်ကိုချလိုက်ရတာချထားတာဒီပြတော့တန်ခါမျိုးစုံအရွယ်မျိုးစုံဟုတ်ပါတယ်ဆိုတော့ဒီပြတော့ထိန်းသိမ်းရမို့လားလဲခက်ခဲပါတယ်ဗျာတမန်တမန်အဲ့တော့ဒီရတဲ့မှာ တပည့်တော်အနေနဲ့ကအဲ့တော့10ဝါကနေပြီးတော့ဝါ30တပည့်တော်ဒီနေ့နိုင်ကရင်နဲ့အစည်းအဝေးမှာဆုံးဖြတ်ချက်ချပြီးတော့10ဝါအောက်ကိုလက်မခံဘူးဝါ30အထက်လက်မခံတော့ဘူးဟေးဖော်ယူပါ10ဝါအောက်လက်မခံဘူးဆိုရင်တပည့်တော်စာချတန်းနေဆိုလို့ရှိရင်တော့ချွင်းချက်အနေနဲ့တပည့်တော်ကငါတို့ရှုပ်9ဝါလေးတွေ အစာမလုံးနိုင်တော့ဘူးမျက်လုံးလည်းမကောင်းဘူးဇာလည်းလှုပ်ချင်စေမရှိဘူးစိတ်ပြက်လည်းပြက်ဖြစ်နေတာတို့လမ်းပြောင်နေတဲ့ကျန်တော်တွေကဒီတင်နဲ့တက်ချင်တော့ရောက်လာကြတယ်ဆိုရင်တပြည့်တို့ကတာနာပြုတ်ချင်တယ်တာနာပြုတ်ချင်တယ်စိတ်ရှိတယ်တို့ line တယ်တပြည့်တို့ကဟိုလမ်းလမ်းစာပြောင်းမသွားအောင်တပြည့်တို့ဖေးမာတွေနေနဲ့အဲ့တော့သူတို့ဆရာသမားတွေရထောက်ကစားဒီရတော့တောင်းပါလေဗျာဒီကတက်ခြင်းနဲ့ဝါတော်လည်းမှန်တယ်တက်တော်ပညာရှင်လည်းမှန်တယ်ဆိုသူတို့ရဲ့မူရဲ့အဲ့တော့ အဲဒီတောင်းတောင်းကတ်နဲ့သူဘုရားတပည့်တော်တို့ဒါလက်ချွင်းချက်နဲ့လက်ခံပြီးပါတယ်ဗျာတမတမတမအခုလို့ရှင်များနဲ့တွေ့တဲ့အချိန်မှာတပည့်တော်တို့နှစ်စင်နောက်ထပ်လည်းဖွင့်နေမှာပဲဖွင့်လဲဖွင့်မြဲဖွင့်နေသလိုဒီသာနာတော်ဤအဲဆရာတော်ဥသတိလခြားထားပြီးကြတဲ့ဒီပြိဿတမုတ်ပတ်သင်္นานကြီးဗျဒီသင်္นานကြီးကထာဝရရှိနေမှာဖြစ်တဲ့အတွက်သင်္นานတက်ရောက်မဲ့တန်ဃာတွေကိုမလာမီဘာတွေကြိုတင်ပြင်ဆင်ရမလဲ ်ဒီမှာကြဘာတွေဖြစ်ရမလဲအဲ့ဒါလေးပြောပြပါလားဗျာတပည့်တော်ကတော့နင်းနဲ့တက်ချင်တယ်ဆိုလို့ရှိရင်တပည့်တော်အဲ့တော့တပည့်တော်ဒီမှာကတော့အာပညာရှင်အနေဆုံးအလက်တန်းတော့တပည့်တော်ကရှိစေချင်တယ်ပေါ့ဗျာတင်ပါဗျာတင်ပါဗျာအဲ့တော့ဝါတော်ကတော့ဆေးဝါးတင်ပါတင်ပါတင်ပါသာနာအောင်ကမူရင် ဟုတ်ကဲ့ဒါတော့ဥပဇေဆရာသမားရဲ့ထောက်ခံချက်ကလေးတော့ဒီလိုတောင်းနေပေါ့ဗျာဒီ၃ချက်ကအဓိကပေါ့အဓိကပေါ့ဗျာအင်မာပညာရေးရဲ့ဆရာထောက်ခံချက်ကမိမိရဲ့မှတ်ပုံနေရဲ့မှတ်ပုံနေတောင်းအောင်ကမူရင်းပေါ့ဗျာအဲ့မူရင်းတင်မာမူရင်းနဲ့ပြီးတော့ဘောင်းဆိုတာအချိန်နဲ့အချိန်ကာလရလဲပြောင်းနေတယ်ဟုတ်တယ်အချိန်နဲ့တော့ဖြစ်လာတယ်ကြားထဲကညက်ညက်တောင်းမှာစိုးရင်းနဲ့တော့မူရင်းကိုအဓိကထားပါတယ်ဗျာဟုတ်တင်မာတင်မာအဲ့တော့ဒီတော့ဒီဘောတင်နန်းပို့ချတဲ့မြကာလပတ်လုံးဝါတဲ့မှာလည်းပဲဟိုတက်ပီးစားညီတော်တွေ လက်ပြီးကြားနောင်တော်ကြီးတွေလည်းပဲခဏခဏပြန်လာတယ်ပေါ့အဲလာကြပါတယ်ဗျာတော်တော့တကယ်တော့မြို့ပေါ်ရှိဒါရမတွေလည်းပဲတန်ဃာတော်တွေကိုတကယ်စောင့်ရှောက်ပါတယ်ဗျာဟောပါရင်အဲ၃လကာလပတ်လုံးတန်ဃာတော်တင်နန်းသားတခုတဲ့ဆရာတော်တိုင်းသိကြပါတယ်ဒီမှာဒီလိုဆုံးကကိစ္စနဲ့ပတ်သက်လို့ဟောစောင့်ရှောက်ကြတာဒီလိုလည်းပဲဆရာတော်တွေဆုံးကပြန်လာပြီဆိုရင်ကြည်ဝမ်းကြောင်ဝမ်းသာဖြစ်ရတယ်ပေါ့ဗျာဒီမှာဗျာဒီမှာဗျာဒါဒီတန်နန်းဖြစ်မြောက်ဖို့လည်းပဲဒါရမတွေလည်းပဲအဓိက ဒီစီဒီပါလူတန်းကြတာဓမ္မတွေလည်းပဲတရားတရားကောင်းတော့ဗောဗျာအမှန်တရားဗျာဒီမှာအဲ့လိုဒီဝါရုံကာလမှာဩနေ့စဉ်ဆွမ်းလူရှင်တွေပေါ်လာဗျာပေါ်ပါတယ်ဗျာဆွမ်းလူရှင်တွေအောင်ဆုံးနေဆုံးတော့ကြောင့်မနစ်ကတည်းကတပည့်တော်ကဒီနေ့နဲလောက်မယ်လို့ထင်တာဒီနေ့ပိုးများတယ်ဗျာဒီနေ့ပိုးများတယ်